အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ညမှာကံမဲ့ဒါအင်္ဂလန်ပြည်မြလီပွဲစဉ်၉ရက်ဒါစနေနေ့ညပွဲစဉ်လေးတွေရဲ့ဒါပွဲသူ၃၆ကိုကျွန်တော်အခုချိန်မှာဆိုရင်တော့လုပ်ပြီးသွားတော့မှလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့အဓိကအဖြစ်ဆိုလို့ရှင်တော့ဒီနေ့ကျွန်တော်ဒါကျွန်တော်ရဲ့အမေဆိုင်မှာကျွန်တော်ခဏလေးဆိုင်ထိုင်ပေးနေရင်လည်းအဲကျွန်တော်အင်ဂျာမရိုက်ပြီးတော့အက်တစ်လောက်ပါညာတင်ဆိုလို့ရှင်လည်းကြာတော့မှဆိုရတဲ့ကြောင့်ကျွန်တော်လာပြီးတော့အမြန်ရိုက်ပြီးတော့တင်ပေးတာပေါ့နော်။ဆိုတော့ဒီ location လေးနည်းလေးအဆင်ပြေဖြစ်သွားတယ်ပါညာဆိုလို့ရှင်တော့ကြိုပြီးတော့ တောင်းပန်ထားခြင်းပါတယ်။ဆိုပထမဦးဆုံးကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်မယ်ပေါ့နော်။ဆိုတော့ဒီညမှာဆိုလို့ရှိရင်တော့အင်္ဂလန်ပြည်ရဲ့လေပွဲစဉ်ကအာလေးပွဲကံမှုရှိရပါတော့နော်။လေးပွဲကဘာကြီးလဲဆိုလို့ရှိရင်တော့၈နာရီခွဲမှာ၂ပွဲရယ်။ပြီးလို့ရှိရင်၇နာရီမှာ၂ပွဲရယ်။ပြီးတော့ညကျွန်တော်ညမှာစံတော်ချိန်၇နာရီခွဲမှာ၂ပွဲရယ်။အားလုံးပေါင်း၄ပွဲကံသွားဖို့ရှိရပါတော့။ဆိုတော့လေးပွဲကံသွားဖို့ရှိတာနေပြီးတော့အခုချိန်မှာဆိုတော့ကျွန်တော်က၃ပွဲကိုပွဲတူပွဲချယ်နေနေလေးပွဲသွားမှာလည်းဖြစ်တယ်။အာမန်ချက်စတာနဲ့တင်းတဲ့တစ်ခါက Brighton နဲ့ပွဲစဉ်အားကျွန်တော်ရဲ့ ီ Man United အကြောင်းတင်ပေးရဲ့ channel ပေါ့နော် The Way of Man United မှာတင်ပြီးသားဆိုတော့အဲ့ဥစ္စာလေးကိုကျွန်တော်ဒီဘက်မှာလာပြီးတော့တင်ပေးမယ်ပေါ့နော်ဆိုတော့အဲ့ဥစ္စာလေးကိုလာပြီးတော့တင်ပေးမယ်အကြောင်းလို့ရှိရင်တော့ပြည်စုံနေကြည့်လို့ရတယ်အခုအချိန်ကတော့ကျွန်တော် run through banner လေးတွားလိုက်မယ်ဆိုတော့အဓိကတော့ဘွဲစဉ်၃ဘွဲကိုကျွန်တော်ဘွဲစဉ်၃ချက်လေးလုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဘယ်သင်းတွေကတော့နိုင်လောက်တယ်ဘယ်သင်းတွေကတော့တည်ကြလောက်တယ်ဘာညာပေါ့ဆိုတော့အဲ့ဥစ္စာလေးကိုကျွန်တော်ပြောပေးသွားမှာလည်းဖြစ်တယ်ဆိုပထမဆုံးပွဲစဉ်နဲ့စလိုက်အောင်။ဒါည၈နာရီခွဲမှာကံမဲ့တပွဲဖြစ်တယ်။ Chelsea နဲ့ဒီဘက်က Sunderland တင်းတို့ရဲ့ပွဲစဉ်ပေါ့နော်။ ပြည်ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Chelsea တင်းရဲ့အင်ကွန်စတန်ဖို Bridge မှာကစားမှာလည်းဖြစ်တယ်။ဆန်နာလန်ဝေးကွင်းကနေလာရောက်ရင်ဆိုင်ရမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီပွဲရဲ့ဒန်နူဂျီကိုတော့ Andrew Matt လေးကနေပြီးတော့ကင်တော့မှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီပွဲစဉ်မှာကျွန်တော် Head to Head လို့ကျွန်တော် Net ကြည့်ကြအောင် Head to Head ကပြောရမယ်ဆိုလို့ရှိရင်တော့ Net နှစ်တွေကြာသွားပြီဖြစ်တာကြောင့်ကျွန်တော် Head to Head ကိုတော့ဒီမှာပြီးတိုင်းထည့်ပြီးတော့မပြောပြတော့ဘူးပေါ့နော်။ဆိုတော့လက်ရှိ Chelsea တင်းရဲ့နောက်ဆုံးကစားခဲ့တဲ့အင်ကွန်၃ပွဲကိုပဲကျွန်တော်တို့ချက်ကြည့်ကြအောင်။အင်ကွန်၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၃ပွဲစလုံးအနိုင်ရထားတာကိုကျွန်တော်တို့တွေ့ရတယ်။ ပထမဦးဆုံးပွဲစဉ်ပွဲအနေနဲ့ချန်ပီယံလီဂ်ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဘန်ဖီကာကျင်းကို1-0ဆိုတော့ရလန်အနိုင်ရထားသလိုဒုတိယပွဲစဉ်မှာလီဗာပူးကျင်းကို2-1ဆိုတော့လည်းအနိုင်ရထားရလေရှိတယ်။ပြီးတော့ IS အပြင်ကို5-1နဲ့ထပ်ပြီးတော့အနိုင်ရထားတာပေါ့နော်။ဆိုတော့အင်ဂျင်ဆွမ်းဆောင်ကြီးကချယ်လ်စီကတော်တော်လေးကောင်းနေအောင်ဆိုရတယ်။ဒါပေမဲ့ပေးကူးလေးပြန်ပြီးတော့အနိုင်ငယ်လေး ပြရလို့လည်းရှိရပါတော့။ကျွန်တော်တစ်ဖက်ကဆန်နလန်ဒင်းရဲ့နောက်ဆုံးအဝေးခွင်၃ပွဲကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင် Brazil တွေကအရန်ကောင်းလာကြည့်ရတော့မဟုတ်ဘူး။ဆန်နလန်အဝေးခွင်မှာနည်းနည်းညံ့တယ်လို့ပြောလို့ရတယ်။ Crystal Palace အတင်းကိုမရှိသေးကြတယ်။ပြီးတော့ Nottingham Forest အတင်းတော့ဝမ်းစည်းရနိုင်။ Nottingham Forest ကအခုချိန်မှာဘယ်လိုတက်ပြနေလဲဆိုတာတော့များတီးပြီးသားဖြစ်တော့ကြောင့်ဒါတော့ကျွန်တော်ဒီတိုင်းတော့ထည့်ပြမပြောတော့ဘူးပေါ့နော်။ပြီးတော့ Manchester United အတင်းတော့2-0ဆိုတဲ့နဲ့ရှုံးထားတယ်ပေါ့နော်။ဒါအချုံကိုကြည့်မယ်ဆိုလို့ရှိရင်တော့တပွဲတည်တပွဲနိုင်တပွဲရှုံးဆိုတဲ့ Result ထွက်ထားတာဖြစ်တော့ကြောင့်သူတို့ရဲ့ အွန်ဖောင်ကလည်းအရင်ကြီးကောင်းလာကြတော့ဟိုဝေတောင်ပြည့်စည်နေဒေချာလေးကံမယ်ဆိုရင်တော့နိုင်နေနေဆွဲနေတာမျိုးလေးမှာဒေချာပေါက်ကိုရှိရပါတော့ဒါပေမဲ့အာဒီစတမ်ပို့ပေ့မှာလာပြီးတော့နိုင်မို့ဆိုတာထိုင်ဒီပွဲစဉ်ကတေရလက်ကိုပဲစနလန်းသင်းနေဦးတည်ပြီးတော့ကံမဲ့ပုံစံရှိတယ်ဂျီတန်းတဲ့အတင်းသုံးနေမှာကျွန်တော်စနလန်းကိုအကြိုက်ဆုံးပဲကျန်တဲ့ဘန်လီနဲ့တစ်ဖက်ကဒီဒီ United နဲ့ကဘာဖြစ်ချင်နေမှာမသိရနေထားမှာစနလန်းတော့သူ့ရဲ့ယူရချက်ပြေဝါလေးနဲ့ရှေ့ဆက်နေနေတာတော့တွေ့ရတယ်ဘာလို့အကြောင်းမလို့ပဲကျွန်တော်စနလန်းကိုဒီပွဲစဉ်မှာလည်းပို့ပြီးတော့သဘောကျတယ်လို့ ပြောကြမှာပေါ့နော်ဆိုတော့ဒီပွဲစဉ်ရဲ့ကျွန်တော်အချင်းအပြင်ခြုံငုံမှုတုံးသက်ပေးရမယ်ဆိုတော့ဒီပွဲစဉ်ကဆန္ဒအတင်းနေနဲ့တေရမတ်ကိုပဲဥတီရောကစားပေးလာမှာလည်းဖြစ်တယ်။တပတ်က Chelsea တင်းရောက်တော့ဒီပွဲစဉ်မှာအနိုင်ရလက်ကိုဥတီရောကစားမှာဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာ Chelsea ဘက်နိုင်ရသွားဖို့ကျွန်တော်ပြောလည်တယ်။အဲကျွန်တော် Reserve နဲ့ခွဲပြောပေးရမယ်ဆိုလို့ရှင်100%ရှိတဲ့အထက်ရမှာ Chelsea တင်းအနိုင်ရသွားဖို့တော့ကျွန်တော်က90%နဲ့လောက်ပေးခြင်းမျိုး30%နဲ့လောက်ကမထင်မှတ်ဘဲနဲ့တေချသွားနိုင်တယ်လို့ကျွန်တော်ခန့်မှန်းမိရတယ်လို့ရှိရပါတော့။ ဆိုတော့ကျွန်တော်တို့တဲ့ပွဲစဉ်တွေဖြစ်တဲ့ Newcastle နဲ့တစ်ဖက်က Fulham တင်းတဲ့ပွဲစဉ်ကိုဆက်ပြီးတော့သွားလိုက်အောင်ဒီပွဲစဉ်ကလည်း Newcastle တင်းရဲ့အင်ဂျွန်းမှာပဲရှမန်ကစားတော့မှာဖြစ်တယ်ဒါ Fulham တင်းကအဝေးကွင်းပွဲစဉ်ဖြစ်လာရောက်ပြီးတော့ရင်ဆိုင်ရှင်ပြားမှာလည်းဖြစ်နေမှာเนาะဆိုတော့ Newcastle တင်းရဲ့အင်ဂျွန်းဖြစ်တဲ့ St James Park မှာရှမန်ကစားတော့မှာလည်းဖြစ်တယ်ဒီပွဲစဉ်ကလည်းတကယ်ကိုအကျိတ်နယ်ရှိမှလို့ထင်ရလို့မြဲရှိ Newcastle on form မြင့်နေတဲ့အနေနဲ့တစ်ဖက်က Fulham တင်းရဲ့ ဖောင်တိတ်မမီရဲ့အနေထားနဲ့ရှင်မယ်ဆိုလို့ရှင်တော့နူကာဆယ်တင်းကိုဒီစူဝန်တင်းကနေပြီးတော့ရှင်ပြီးကစားနိုင်မှုဆိုတာကတော့နည်းနည်းလေးခက်ခဲတဲ့အနေထားတစ်ခုမှရှိရလို့ပဲပြောချင်တာပေါ့။နောက်ကြောင့်ဒီပွဲစဉ်မှာနူကာဆယ်အတားရသွားဖို့တော့တော်လေးကိုများတယ်လို့ပြောချင်တယ်။သူတို့နှစ်တင်းရဲ့ဟတ်တူကနောက်ဆုံးနှစ်ကြိမ်ကိုပြောရမယ်ဆိုလို့ရှင်တော့ ဒါဖူဟန်တင်းကဒီဖေဖော်ဝါရီလမှာတော့နူကာဆယ်တင်းအင်္ဂလန်မှာ2-1နဲ့လာပြီးတော့နိုင်ထားတာရှိတယ်။ပြီးတော့စက်တင်ဘာ21ပေါ့နော်ဒီ2024မှာတော့ဆိုလို့ရှိရင်လေဖူဟန်ကပဲသူတို့တင်းရဲ့အင်္ဂလန်မှာနူကာဆယ်ကို3-1ဆိုရယ်ပဲဆက်နဲ့အနိုင်ရထားတာဆိုတော့နောက်ဆုံးဟက်တူက2ကြိမ်အောင်ကြည့်မှာဆိုလို့ကျွန်တော်ဖူဟန် draw လေးသိတာလေးအတားရနေရတော့တွေ့ရတာပေါ့နော်။လက်ရှိနူကာဆယ်တင်းရဲ့အင်္ဂလန်ဆွမ်းဆောင်ရင်နောက်ဆုံး၃ပွဲကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်။ နောက်သုံးပွဲကိုကြည့်မှဆိုလို့ရှင်တော့နျူကာဆယ်ကသုံးပွဲစလုံးမှာတပွဲပဲရှုံးပြီးတော့နှစ်ပွဲနိုင်ထားတယ်လို့ပြောလို့ရတယ်။အကြောင်းမို့သူတို့က on form အနေထားတစ်ခုမှရှိနေတယ်လို့ပြောလို့ရတယ်။ပထမဆုံးပွဲစဉ်နဲ့ဆိုလို့ရှင်တော့ဒီ Arsenal အသင်းကို England မှာ2-1ဆိုတဲ့ result နဲ့ရှုံးထားတာရှိတယ်။ဒါပေမဲ့အဲ့နောက်ပိုင်းပွဲစဉ်တွေမှာအကုန်ပြန်နိုင်ထားတာပေါ့နော်။ Nottingham Forest အသင်းကိုလည်း2-0နဲ့နိုင်ထားသလို ဘန်ဖီကာအသင်းကိုလည်းချန်ပီယံလိမှာ3-0ဆိုတဲ့ရေဇနန့်နိုင်ထားတဲ့အတွက်ပဲမူကဆိုပြန်အင်ဂျွန်းမှာဆွမ်းဆောင်ရေးတော်တော်လေးကောင်းနေတယ်လို့ပြောလို့ရတာပေါ့နော်။တစ်ဖက်ကကျွန်တော်တို့ဖူဟန်အသင်းရဲ့အဝေးကွင်းဆန်းဆောင်ရေးနောက်ဆုံး၃ပွဲကိုကျွန်တော်တို့ချက်ကြည့်ရအောင်။နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဲဖူဟန်ကတော့ခုနောက်ပိုင်းမှာ reset တွေနည်းနည်းလေးဆိုးနေတယ်လို့ပြောလို့ရတယ်။ ပွင့်လင်းပြောမယ်ဆိုတော့ကျွန်တော်ဖူအန်ကဘာဖီရမှမရှိဘူးကြာသူတို့ကသူတို့ဟိုကန်ညံသူတို့ရှောက်ကန်တယ်ဆိုရင်အားမျိုးမှာရှိရပါတော့။ဆိုတော့အကြောင်းမဒီဘွဲစင်မှာဆိုလို့ရှင်လဲဖူအန်အင်းနေနဲ့အတားရဖို့ဆိုတာအရန်တော့လွယ်လိုက်ကြတော့မဟုတ်ဘူး။ result လေးကိုကျွန်တော်နေပြပြပြရမယ်ဆိုလို့ရှင် Chelsea အင်းကို2-0နဲ့ရှုံးတယ်ပေါ့နော်။ပြီးတော့ Aston Villa အင်းကို3-1နဲ့ထပ်ပြီးတော့ရှုံးတယ်။ပြီးတော့ Bournemouth ကိုလည်း3-1နဲ့ထပ်ပြီးတော့ရှုံးတာဖြစ်တဲ့ကြောင်းဖူအန်အင်းကအဝေးကွန်းဆန်းဆောင်လို့တော်တော်လေးစိုးနေတယ်လို့ပြောလို့ရတယ်။အဲကြောင့်မလို့ဒီမျိုးရှင်ကြည့်မယ်ဆိုလို့ရှင်လဲ head to head တစ်ခုရဲ့မှာဖူအန်ထိတ်တိုက်မှာ အတရအနေနဲ့ဆိုမယ်ကျန်တဲ့အပိုင်းတွေပေါ့နော်ဒီ Newcastle ဘက်ကနေပြီးတော့အင်္ဂလန်ဆက်ဆောင်ရေးလဲတာတယ်လို့လက်ရှိ on form နေထားတယ် Newcastle ကပိုကောင်းနေကြောင်းဒီဝဲစင်မှာ Newcastle အနိုင်ရသွားဖို့ဆိုတာတော်လေးကိုများတယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ကျွန်တော်သုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာ percentage ကိုကျွန်တော်လည်းခွဲပေးမှာပေါ့နော်ဒီပွဲစဉ်မှာအနိုင်ရနိုင်ကြတာ Newcastle အနိုင်ရသွားဖို့က 80ရာခိုင်နှုန်းလောက်သတ်မှတ်ပေးခြင်းပြီးတော့20ရာခိုင်နှုန်းလောက်ကတည်ကြသွားနိုင်တယ်။ကျန်တဲ့10%လောက်ကတော့မထမဘဲနဲ့ဖူဟန်ပြန်နိုင်သွားတဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်လို့ကျွန်တော်ကသုံးသပ်မိရလေးရောရှိရပါတော့။ဆိုတော့အစားဆုံးကတော့ကျွန်တော်ဒီဗီဒီယိုမှာအတင်း၃သိန်းကိုခံမှန်းပေးမယ်လို့ထားရမယ်။ဗီဒီယိုရဲ့ရှေ့ဝါမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်ထပ်ဒီကြံကံမှုကြံတဲ့ Liverpool သင်းနဲ့ Brentford သင်းရဲ့ပွဲစဉ်တော့နောက်ဗီဒီယိုတစ်ခုနဲ့ထပ်ပြီးတော့လုပ်ပေးပါအောင်မယ်။ ဒီဗီဒီယိုတွေကတော့လောက်ပဲပေါ့နော်ဆိုတော့လူချင်းမင်းတို့အခုခံမှန်းပေးခဲ့တဲ့ပွဲစဉ်တွေပေါ့မှာဘယ်လိုမျိုးခံမှန်းမိရလေးရှိလဲမိမိသားဆိုတော့ဘယ်လိုပဲဆက်ဖြစ်လာမယ်လို့ထင်တယ်။နောက်က comment နဲ့မာဝင်ပြီးတော့ like လုပ်ကြရပါတယ်။ကျွန်တော် channel လေးတိုင်းတဲ့တယ်ဆိုလို့ရှိရင် like and subscribe like and follow နဲ့ပြုကြည့်ကြရပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်လည်ဆွေးနွေးကြရပါဘူး။